တို့ရှင်မဲဆင်းများအလုံးမဲမင်္ဂလာပါရှင်မနက်ပြန်16ရက်6လ25ပေါ့နော်အဖွင့်နေမနက်နဲ့ညနေတော့ပါနော်ဒါဆိုရင်ထိတ်စီးသွားမယ်83 6 83ပေါင်းတော့ရှင်16ပေါင်းတော့4ပေါင်းဝါကိုနက်ခတ်နဲ့၄ကိုနဲ့ထိတ်စီးပေါ့နော် ထောက်ကနန်းကိုသွားကြည့်အောင်ဒီမှာ40လေးထိပ်စီလေးကိုနဲ့မှာဒီမှာလေးထိပ်စီပြီးတော့ဆင်းထားတယ်ဟုတ်ပြီနော်သွားမယ်ဒီမှာ9 6ခွန်9 6ပေါင်းတော့တက်တက်ခွန်ပေါင်းတော့8ပါဝါ3နက္ခတ်တက်8 3တက်ထိပ်ပါဒါဆိုထပ်ကနန်းလေးဒီမှာကြည့်မယ်8 6 8 6ဆိုတော့ဒီကြောင့်မလို့8ထိပ်ဒီမှာ8ပေါ့နော် ။ဒါဆိုရင်စက်သွားပါမယ်ဒီမှာ36ပေါင်းတော့ကို3ညနဲ့ထပ်ပေါင်းတော့လေပေါင်းချင်းက9ပဲရမယ်ပါဝါ၄နက်ခက်6 9 6ထိပ်စီးပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဒီကောက် break ကိုသွားမယ်။ဟုတ်ပြီနော်။ထိပ်စီးပြီးသွားတဲ့အခါမှာ break ကိုသွားမယ်။နှစ်ခုနှလုံးပေါင်းတော့ပေါင်းချင်းကိုပါဝါက၄နက်ခက်6 6 break ပေါ့နော်ရထားတာက6 break ပါထွက်ကနန်လေးကိုကြည့်အောင်ဒီမှာ40၄တုံညာနှလုံးပေါင်းတော့ပေါင်ခြင်း4 break ထွက်ထားတယ်6မှာဒါဆိုဒီမှာ4 break ပေါ့နော်ဆက်သွားရအောင်တက4တုံညာနှလုံးပေါင်းတော့ပေါင်ခြင်း4ပေါင်ပါကိုနှက်ခတ်နဲ့4ကို2 break ပေါ့နော်အဲ့ဆိုထွက်ကနန်လေးကိုတစ်ချက်ကြည့်နေနော်၈၆နှလုံးပေါင်းတော့ပေါင်းခြင်းလေး၄ပြိတ်ဆိုပြီးတော့ထွက်တာနော်သူကဒီမှာလေးဟုတ်ပြီနော် ။အဆိုရင်ဒီတစ်ခါပေါ့နော်မနေ့ပြန်တော့ကဒီမှာနှစ်တစ်နှလုံးပေါင်းတော့ပေါင်းခြင်း၃ပါဝါ၈နက္ခတ်၅၃ပရိတ်ပေါ့နော်။ဒါဆိုရင်ရလာတဲ့ကဏ္ဍလေးတွေကိုထိပ် break ပြည့်ကြည့်အောင်နော်။ရထားတဲ့ထိပ်ကတော့၉၄၆ပါနော်။၉ထိပ်၄ထိပ်၆ထိပ်၉၄6ပေါ့နော်၉၄6တွေရထားပါတယ်။ break နဲ့အတွက်အမယ်၃ break ဆိုတကြောင်မလို့၉၄ 6ဆိုရင်ခွန်ပေါ့เนาะဒါကတော့3ပြိတ်3ကွက်ပါ8ဆိုတဲ့ကြောင်မလို့9666နဲ့ပေါ့เนาะအောင်ချင်း8ပြိတ်ပါ9ဆိုတဲ့ကြောင်မလို့96169ပေါ့เนาะဒါကတော့9ပြိတ်3ကွက်ပါเนาะအဲ့တော့မူရကြတော့ကိုထိတ်စီလေးကိုတွေ့ထားတယ်ကိုထိတ်စီလေးကို3ပြိတ်နဲ့8ပြိတ်နဲ့ပေါ့เนาะအဲ့တော့ကိုထိတ်စီကို3ပြိတ်ဆိုတဲ့အတွက်ကြောင့်မို့လို့ ကိုလေးကိုလေးလေးကိုကနန်းလဲထပ်တဲ့အတွက်ကြောင့်မလို့ကြိုက်ပါတယ်နော်ကိုထိတ်စီကိုရှစ်ပရိတ်ကတော့ကိုကိုအပူပါနော်အပူလဲတခါတလေစင်းနေတဲ့အတွက်ကြောင့်မလို့ဒီနေ့ကော့ကတော့မိုးရအောကွမ်းနေနဲ့တွန်းလာတယ်ကို66ကိုလည်းကနန်းထပ်တဲ့အတွက်ကြောင့်မလို့ သူကလည်းဥစားပေးကစားမယ်ပေါ့เนาะဒါညမကစားမယ်ညမရှာပြထားတဲ့ကဏ္ဍလေးတွေကိုခြားပြခြင်းဖြစ်ပါတယ်เนาะကိုရောမာတို့ကတော့ကြိုက်တူချင်တဲ့တဲ့ကိုရင်မာတွေအကုန်လုံးလိုက်ပြီးတော့ကစားကြပါเนาะအဲ့တော့မွေးရနန်းလေးတွေသတိထားစေချင်ပါတယ်ဘုံမကြောင့်မွေးကလေးမနေ့ကတင်ပေးထားရเนาะမကြည့်ရတဲ့ကိုရင်မာတွေတော့ကြည့်ပေးပါအောင်เนาะအဲ့တော့အားလုံးပဲမနေ့ဖြစ်မှာနေကောင်းကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်